မင်္ဂလာပါ The Window ပြည်သက်ကြီးကျွန်တော်ကတော့ The Window ရဲ့ Morris ဖြစ်ပါတယ်ကျွန်တော်ကတော့ The Window ရဲ့ Carlos ပါအားလုံးကိုလည်း choose လိုက်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုမှာဆိုရင်တော့ PNG Leonidas နဲ့သူရဲ့ Spartan City တော့300ရဲ့ Thermopylae စစ်ပွဲအကြောင်းကိုပြပခဲ့ကြတယ်ဒီခေါက်မှာတော့ကျွန်တော်တို့ကမတူထူးခြားတဲ့တမိုင်းအမွေနဲ့တခုကိုပြကြည့်ချင်ပါတယ်ဒီခေါက်လို့ဒီကျွန်တော်တို့သဘာဝဘေးအန္တရာယ်ကပ်ယောဂါဆိုပြီးကြုံလာတဲ့အခါအနည်းနဲ့အများတော့ Wednesday ဒီစိတ်ထိခိုက်နိုင်ခြင်းတွေဖြစ်ကြပါဘူးဟုတ်တယ်နော်ဖြစ်ကြပါဘူးသမိုင်းအောင်ချောက်မှာလည်းကျွန်တော်တို့ကက်ယောဂါဒါပြင်ဒီသဘာဝဘေးအန္တရာယ်ကဘာပြက်ကက်တွေမျိုးမျိုးကြုံခဲ့ကြရတယ်။ဒါပေမဲ့ဒီကက်ပြက်တွေကကျွန်တော်တို့ရဲ့လူသမိုင်းကြောင်းကိုရှုမြင်ပုံကိုဒီမျိုးတစ်ခုပြောင်းလဲစေခဲ့တယ်ဆိုရင်ဒါကလူဖွဲ့စည်းခုအတွက်အစိုးရအကောင်းဆုံးပြောင်းနိုင်တယ်။မမှန်မထင်ပါဘူး။ဆိုတော့ဒဝင်းတို့ပြည့်တဲ့ကြီးဒီနေ့မှလည်းကျွန်တော်တို့ကကျွန်တော်တို့ဒဝင်းတို့ရဲ့ ုံးစံတိုင်းသမိုင်းမဒရင်းဘောက်ကိုအလဲသွားကြတဲ့အခါမှာသမိုင်းတွေကတိမ်မြုပ်ပြောက်ပွင့်နေတဲ့ဒီလူဖွဲ့စည်းခြင်းချင်းမှုကြီးကိုအင်္ဂလိပ်ရိုက်ထားသူမျိုးသားတစုတစည်းတည်းတွေ့နိုင်တဲ့တကယ်အငွေနဲ့ခုချီချောင်းကိုကြောက်ပြပေးချင်ပါတယ်။ဒီကားလို့ရှိရင်အငွေနဲ့ချောင်းဖြစ်မယ်။ဒီကနေ့မှာတော့ကျွန်တော်တို့ပုံပင်မြုပ်လို့ခေါ်တဲ့မြုပ်ပြောက်ခြင်းတစ်ခုရဲ့အကြောင်းကိုကျွန်တော်ပြန်လည်ပြီးတော့ဒီဆက်ဆွေးနွေးတာမှဖြစ်ပါတယ်။ဟုတ်တာဘောဘောကားလို့ဟုတ်ပြီဒီကားလို့ကျွန်တော်တို့ ပုံပင်မြို့ကြောင်းပြောတဲ့အခါမှာပုံပင်မြို့ကိုဒီမိတောင်ကြီးကြောင်းတောက်ပွဲသွားတဲ့မြေဟောင်းတစ်ခုလို့အားလုံးသိကြမှာလို့ကျွန်တော်ထင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီပုံပင်မြို့ရဲ့အရင်ချင်းမှုသူ့ရဲ့ဒီရိုးရာဒီလူမှုဖွဲ့စည်းကြောင်းကိုကျွန်တော်တို့ကားကားများများသိကြမှာပေါ့နော်။ဟုတ်ပါတယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ကပုံပင်မြို့ကိုဒီမိတောင်ကြီးအောက်မရောက်သွားခင်သူ့ရဲ့ကျွဲဝချမ်းသာပါတဲ့အရင်ချင်းမှုတွေပြီးတော့အုတ်ချုပ်ရေးစနစ်တွေ တာကင်နိုင်ငံရေးတွေအကြောင်းကိုထဲထဲဝင်ဝင်ဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီ new project ကြီးကျွန်တော်နဲ့အတူသမိုင်းရဲ့နောက်ကြောင်းပုံမြင်အောင်ပါ like ပါ signal ရင်းအဆုံးသတ်ကြည့်ကြပါအောင်နော်။ဟုတ်ပြီတကားလို့ဆိုကျွန်တော်တို့ပုံပေမြို့ရဲ့ဒီရင်ချင်းဟုတ်နဲ့လူခွဲသေးတယ်ကြောင့်ပြောပြမှာပုံပေမြို့ပြည်ညာမှာရှိတယ်ဆိုတော့ပြောပြရင်ကောင်းမှာပါနော် ဟုတ်ပြီခါဆိုဆိုတော့ဒီပုံပင်မြို့ကကျွန်တော်တို့ကအရန်လာတဲ့မြို့လို့သိကြတယ်။ကန်းကျင်နားမှာရှိတဲ့မြို့လို့သိကြတယ်။ဆိုတော့ဘယ်ကန်းကျင်နားမှာရှိပြီးတော့သူ့ရဲ့ဘလိုပထဝီအနေထားကပုံပင်မြို့ကိုဆွေးမဖယ်ကောင်းတဲ့မြို့တစ်မြို့ဖြစ်ကျန်ရင်းစေတယ်ဆိုတာဘယ်ကားလို့သိစေပြောပြပေးပါဦး။ဆိုတော့ကျွန်တော်တို့ပုံပင်မြို့လို့ကျွန်တော်တို့ပြောလိုက်ပြီဆိုရင်ပုံပင်မြို့ကဘယ်နားမှာရှိလဲဆိုတော့ပုံပင်မြို့ကပေါ့နော်ဒီစာနူမြကြီးကနေပြီးတော့ ဟုတ်ကဲ့ပင်လေလေးပေါ့နော်နေပင်ပင်လေအော်လေးကိုစီဝင်သွားတဲ့နေရာနားလေးမှာရှိတယ်လို့အယူဆရတယ်ပေါ့နော်ဒီနှစ်ခေတ်အခြေအနေတခြားမှာဆိုရင်တော့ဒီနေပယ်ပင်လေပေါ့နော်ဒီအီတလီနိုင်ငံနေပယ်ပြည်နယ်နော်အဲ့ဒီရဲ့တောင်ဘက်မှာရှိတယ်ပြီးတော့ Mount Vesuvius ပေါ့နော် Mount Vesuvius Mount Vesuvius ရဲ့တောင်ချီမှာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ ဆိုတော့ပုံပေမျိုးရဲ့ပထဝီအခြေအနေကထူးခြားချက်ကဘာဖြစ်လဲဆိုတော့ဒီပုံပေမျိုးဟာဆိုရင်နေပပင်းလေအော်ပေါ့နော်နေပပင်းလေအော်ဆိုတာကျတော့ဘယ်နှမှာရှိလဲလို့ကျွန်တော်တို့မေးမယ်ဆိုရင်တော့သူကဒီမြေแท้ပင်လေမြေแท้ပင်လေဒေတာမှာရှိတဲ့နိုင်ငံဖြစ်တဲ့အချိန်ကျတော့ရာသီဥတုကအင်မတန်မှမျှတတယ်ပေါ့ရာသီဥတုမျှတတယ်ဆိုတာသူတို့ကဥရောပမြောက်ဘက်လိုမျိုးရာသီဥတုအရင်အေးပြီးပြင်းထန်တာလည်းမဟုတ်တလို့ ဒီအာဖရိကတိုက်မြောက်ဘက်လိုမျိုးဘူဂန်ဒါရနဲ့ဆက်ဆိုင်တဲ့ရာသီဥတုမျိုးလည်းမဟုတ်ဘူးပေါ့နော်။သူကဒီရာသီဥတုကတင့်တင့်မြတ်တာပြီးတော့ဟို nation စပွဲကောင်းတဲ့ရာသီဥတုမျိုးအခြေအနေမျိုးရှိတယ်ပေါ့နော်။ဟုတ်ကဲ့။နောက်တစ်ခုထူးခြားတဲ့အရာကကျတော့သူကဒီ Mount Vesuvius ရဲ့တောင်ချေမှာရှိတဲ့အချိန်ကျတော့ဒီမီးတောင်ရဲ့ပောက်ကွဲမှုတွေပေါ့နော်။အနည်းနဲ့လီလီကြာလာတဲ့အခါမှာဖြစ်လာတဲ့မီးတောင်ပြားကြီးမီးတောင်ချော်တွေကနေပြီးတော့ဒီအာ ဒီဘယ်လိုပြောရမလဲပုံပင်တွေ့ရဲ့မြည်စည်းလောက်ဘူးပေါ့နော်ခေါ်အားပြည့်ပြီးတဲ့အနေထားဖြစ်တဲ့အခါမှာပုံပင်မျိုးကဆိုရင်အင်မတန်မှမြည်စည်းဩစွာမြည်စည်းဩစွာကောင်းတဲ့ဒေသတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုအဲကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့နောက်တစ်ထူးခြားတာတစ်ခုကကြတော့ဘာလဲဆိုတော့ပုံပင်မျိုးဟာဆိုရင်မြည်စည်းဩစွာကြွယ်ဝတာအပြင်သူကပင်လယ်နဲ့နီးတဲ့အတွက်ကြောင့်အဲ့ဒီမျိုးကအာကူတူးတန်းစားကူတန်းဆက်တွေ့ရေး ပို့ဆောင်ဆက်သွယ်ရေးရောင်းဝယ်ရေးဒီနေရာမှာအင်မတန်မှအာချီချီရောက်ရောက်ဖွံ့ဖြိုးတိုးတက်တဲ့ဒေတာတစ်ခုဖြစ်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုအဲ့ဒီဖြစ်ကာလမှာဆိုရင်လူတွေအဓိကလှုပ်ဆောင်နေရတာစိုက်ပျိုးရေးနောက်ပြီးကုန်သွယ်ရေးဒီနေရာတွေကိုလှုပ်ဆောင်တာဖြစ်တဲ့အတွက်ပင်ပုံပင်ရင်းမှာဆိုရင်တို့တို့တော့တကယ်ကိုအယံတန်ဖိုးရှိတဲ့နေရာတစ်ခုကြက်ကြကောင်းနေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲကြောင့်အဲ့ဒီနေရာမှာဆိုရင်လူတွေမြောက်များစွာဒေတာပေါင်းစုံ နေရာဒီသာပေါင်းစုံကနေပြီးတော့လူတွေလာကြတဲ့ယဉ်ကျေးမှုပေါင်းစုံရိုးရာဒလေးပေါင်းစုံယုံကြည်ကိုယ်ပွဲမှုပေါင်းစုံနဲ့ပေါ့နော်အဲနေထိုင်ကြလဲပေါ့နော်အစောဆုံးဥပမာအဖြစ်ပြောမယ်ဆိုရင်အဲ့ဒီကပေါ့နော်ဂျေးခစ်ပေါ့နော်ဂျေးခစ်ကနေအကြည့်ပေါ့နော်အစောဆုံးလူတွေအဲ့ဒီနေရာမှာအခြေချနေထိုင်ခဲ့ကြတယ်ဆိုတော့တမိုင်းအထောက်ထားလို့ကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကဒီပုံပင်မျိုးကိုပြောရခါမှာမျက်လုံးနဲ့မြင်အောင်ကြည့်လိုက်တယ်သူကကန်းချေနာမလေးမှာလည်းဖြစ်တယ် မိတောင်ရဲ့ချော်ရီချော်ခဲနေကြောင်းမြည်စီလွာလည်းအရန်ကောင်းတဲ့ခါမှာစိုက်ပြေးလည်းဖြစ်ထွန်းတော့စိုက်ပြေးလည်းဖြစ်ထွန်းတယ်စီးပွားရေးအချက်ချာလည်းကြတယ်စိတ်ကမ်းမြေလည်းဖြစ်တဲ့ခါမှာကျွန်တော်မျက်လုံးနဲ့မြင်အောင်ကြည့်ရတာအဲ့ဒီခေအဲ့ဒီချိန်ခါမှာပရတိသူ့ဘောင်တစ်ခုလိုတော့ဖြစ်မယ်ထင်တယ်နော်ရန်ကိုလာပါတဲ့မြို့လည်းဖြစ်မှာပဲဆိုတော့ဒီလိုမျိုးပထဝီနေထိုင်ရအချက်ချာကြတဲ့မြို့လည်းဖြစ်တဲ့အပြင်အခြားသောဒီယဉ်ကျေးမှုနဲ့ဒီသူ့ရဲ့အုပ်ချုပ်ပုံအကြောင်းကိုလည်းကျွန်တော်တို့သိချင်သေးတယ်ကိုကားတို့ထပ်ပြီးဖြည့်ဆွတ်ပေးပါဦး ဆိုတော့ပုံပြမျိုးကကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ခုနကဒီယောမဟုတ်ယောမအီတလီဒီအီတလီအာပင်နီဆူလာလို့ခေါ်ရပါတော့ဂျွန်းဆွဲပေါ့နော်အီတလီဂျွန်းဆွဲပေါ်မှာရှိတဲ့မြို့တစ်မြို့ဖြစ်တယ်ဆိုတော့အစမိုင်းကာလတွေမှာတော့ဒီပုံပြမျိုးမှာ800စု BC 800စုမှာဆိုရင်တော့အခြေချနေထိုင်တဲ့နေရာတွေမှာလူတော်ဆုံတယ်လို့ကျွန်တော်တို့ပြောရမှာဂရိနော်ဂရိပေါ့နော်ဂရိလူမျိုးတွေနေထိုင်ကြတာကျွန်တော်တို့တွေ့ရတယ်နောက်က Etruscan လူမျိုးတွေနေထိုင်တယ်နောက်ပြီးတော့ ဆမ်လိုက်ပေါ့နော်အဆရှိတဲ့လူမျိုးတွေကဒီသူတို့ရဲ့ကိုပိုင်အရင်ကျင်းမှုလွတ်လွတ်လပ်လပ်နေပေါ့နော်လွှမ်းလွှမ်းမိုးထားတဲ့နေရာဒေသတခုလိုမျိုးပေါ့နော်အခုခေတ်နဲ့ပြောမယ်ဆိုရင်တော့ရင်ကျင်းမှုပေါင်းစုံပြီးတော့ထုံကားတဲ့ရင်ကျင်းမှုဖွံ့ဖြိုးထုံကားတဲ့နိုင်ငံဒေသမျိုးဖြစ်ခဲ့တယ်ပေါ့နော် cultural diversity cultural diversity ဖြစ်တာပေါ့နော်အာရိုးရရင်ကျင်းမှု꽌ပြားတဲ့သဘောလေးဖြစ်တာပေါ့နော်ဒါပေမဲ့အာ BC 494မှာဖြစ်ပွားခဲ့တဲ့ဒီကူမင်းတိုက်ပွဲနောက်ပိုင်းမှာဆိုရင်ပေါ့နော်ဒီစစ်ပွဲအဲ့ဒီမတိုင်ခင်တိကတော့သူတို့ကလွတ်လွတ်လပ်လပ်ပေါ့နော်ကိုပိုင်အုတ်ချုံမှုစနစ်နဲ့နေထိုင်ခဲ့တယ်ဆိုတော့အဲ့ဒီစစ်ပွဲပြီးသွားတဲ့ခါမှာတော့ဒီဒီ Roman Republic ပေါ့နော် Roman Empire အာ Roman Empire လက်ထက်တော့မဟုတ်အဲ့အခက်ပဲပြောပေါ့နော် Roman ဒီသူတို့ရဲ့လက်အောက်ရောက်ရှိခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ တွေ့ရတယ်ပေါ့နော် PC 200စုအကုန်လိုက်လောက်ရောက်တဲ့အခါကျမှပေါ့နော်ကွန်ပီမြုတ်ကရောမတွေရဲ့အုပ်ချုပ်မှုအခွင့်အရေးပေးမှုတွေကနေပေါ့နော်ဒီမတန်းမှစတဲ့တပူဒီအားကြီးလာတဲ့မြို့တမျိုးဖြစ်လာခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်ဘယ်နေရာတွေမှာတွေ့ရလဲဆိုရင်ဒီပြည်သူပိုင်းတို့ရဲ့ပြည်သူပိုင်းဆောက်အောင်တို့ခေတ္တမှာဆိုရင်တော့တို့ဒီပြည်သူပိုင်းရေချိုးယုံနေနော်နောက်ပြီးတော့တိအိတ်ထတွေနောက်ပြီးတော့ပွဲကြီးစဉ်တွေပေါ့နော်အဆရှိတဲ့ခါတွေနောက်ပြီးတော့ ဒီအာ ODM လို့ခေါ်တဲ့ဒီတေးဂီတရှီဟောင်းတေးဂီတဖြောပြေးပွဲတွေနဲ့စီကားပိုက်ညံ့ပြီးတော့အင်မတန်မှာတိုးတက်နေတဲ့မြို့လေးတမျိုးမြို့ကြီးလို့ပြောမှာနော်မြို့ကြီးမြို့ဖြစ်နေတယ်ဆိုရတာပေါ့အာမြို့တော့နီးနီးမဟုတ်ပေမဲ့အာမြို့တော့တော့မဟုတ်ပေမဲ့ပေါ့နော်တိုးပေမဲ့အာယဉ်ကျေးမှုပေါင်းစုံအာရိုးရဒလီပေါင်းစုံအာအမှုပညာပေါင်းစုံရဲ့အာမြို့တော်တစ်ခုအနေနဲ့အချက်ချင်းတစ်ခုအနေနဲ့ရှိခဲ့တယ်ဆိုတော့အရာမျိုးကိုတော့တွေ့ရတယ်ပေါ့နော် တကယ်ရဲ့အုပ်ချုပ်ရေးအပိုင်းကိုကတော့ဘယ်သူကတောင်းဝင်ယူလဲဆိုတော့တို့ရဲ့ဒီအာဒီ ordo decori decorionu ပေါ့နော်လို့ခေါ်တဲ့ဒီလွတ်တော်ပေါ့နော်လွတ်တော်ကနေပြီးတော့တို့အုပ်ချုပ်တဲ့ချုပ်တယ်နော်အဲအနေထားမျိုးမှာရှိခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပုံပြမျိုးမှာဆိုရင်တော့အာသူချာတော်ကတော့တော်တော်အိတ်ကရောမှာမှာတို့ luxuries ဘယ်လိုပြောမလဲဇင်ခံပေါ့နော်ပုံပြမျိုးကနေပြီးတော့ဒီရောမအထက်တန်းစားတွေရဲ့ ဇင်ခံမြို့လေးတစ်မြို့အနေနဲ့အဲသူတို့ယူဆထားတဲ့မြို့တစ်မြို့အထီးကိုပေါ့နော်အအတိုင်းတာတစ်ခုချင်းရှိခဲ့တယ်ဆိုတော့တော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့တစ်ဖြည်းဖြည်းနဲ့ဟို key byte လည်းများလာမယ်လူဦးရေလည်းထူထပ်လာမယ်ပေါ့နော်စီးပွားရေးတွေလည်းဟိုအခွင့်အမ်းတွေလည်းများလာပြီးတော့ဒီရင်ကျင်းမှုပေါင်းစုံစုံစည်းရဲ့မြို့တစ်မြို့ဖြစ်လာတဲ့အခါမှာတစ်ဖြည်းဖြည်းနဲ့သူကဒီရွှေခက်ကိုရောက်လာတော့တယ်ဒီရွှေခက်ရောက်တဲ့အချိန်မှာဆိုရင်ခုနကဒုက္ခလို့ပြောလို့ ီအထက်တန်းစွာတွေရဲ့ဇန်ခံရမြို့ထိတော်ဖြစ်လာခဲ့တယ်ပေါ့ဆိုတော့ဒီတော်တို့ဒီပတ်ပတ်လည်ကြည့်လိုက်မယ်ဆိုရင်ဒီကံယူတဲ့အလားတွေကိုလည်းမြင်ရတယ်ပြီးရင်ပုံပြီးတိုးတက်မြင့်မားလာတဲ့ဒီလူနေမှုစင်တန်းတွေနဲ့အာ infrastructure တွေအိမ်တွေတိုက်တာဆောက်အုံတွေဒီဇန်ခံပစ္စည်းတွေကြောင့်လည်းပုံပြီးတော့ဒီပုံပင်မြို့ကယောမရဲ့အခြားမြို့တွေထက်ဆိုင်ခက်ရှိပြည့်တဲ့မြို့တခုလို့ ြောရင်မမှန်ဖြစ်ပါဘူး။ဒါပြင်ကျွန်တော်တရားလောက်ဒီ Emperor Nero ရဲ့ကျင်ရတော့ပုတ်ပေးရစပီနာကလည်းသူကပုံပေမြို့သူတယောက်ဖြစ်တယ်လို့ကျွန်တော်ဖတ်ရှုထားဘူးလေ။ဆိုတော့ပုံပေမြို့ဟာဒီအတိုင်းတာတစ်ခုအထိပေါ့နော်။အင်မတန်မှကြော်ကြားတဲ့ quality တစ်ခုရှိတဲ့အဆင့်အတန်းတစ်ခုရှိတဲ့မြို့တစ်မြို့ဖြစ်ခဲ့တယ်ဆိုတဲ့အရာတော့ကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်။ဟုတ်ပါတယ်။ဆိုတော့ကျွန်တော်ပုံပေမြို့မှာ ဒီစီးပွားရေးလည်းတိုးတက်လာတယ်လူပေါင်းစုံဖြစ်လာတဲ့အခါမှာလူလူချင်းကူးတန်းဆက်သွယ်မှုအာယဉ်ကျေးမှုဖလှယ်မှုတွေလည်းရှိလာပါပဲဆိုတော့ကျွန်တော်သိချင်တာကဒီဒီပုံပြင်းမှာရှိရတူတွေသူတို့ဗာအလုတ်ကန်တွေနဲ့အလုတ်ကန်စားတောက်ကြတယ်သူတို့ရဲ့နေ့စဉ်လူနေမှုဘဝကပေါ့ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကျွန်တော်စိတ်ဝင်စားမိတယ်ကိုကားလို့ဒီဖိုင်းလေးဖြစ်စွာပြောပြပါအောင်ပြဆိုတော့သူတို့အာပုံပြင်းမျိုးဟာပေါ့နော်ပုံပြင်းမျိုးဟာဆိုရင်ကျွန်တော်တို့ရှုတော့ဆောဆောနာကပြောခဲ့တယ်လို့မြေစီမြေရောလို့အိမ်တံမှာ ကျွေးဝတဲ့ဒေတာဖြစ်တယ်။ကုတန်ရောင်းဝယ်ရေးအင်တာနက်ကောင်းမွန်တဲ့ဒေတာလည်းဖြစ်တယ်။ဟုတ်။ဒါအပြင်အဲ့ဒီခေတ်ကာလကဒီ site ပြူးရေးကိုအထူးအထူးပြုကြတဲ့ခေတ်ကာလဖြစ်တဲ့အခါမှာပုံပင်မြို့မှာနေထိုင်တဲ့အဓိကစီးပွားရေးကလည်းပေါ့နော်။ဒီ site ပြူးရေးဖြစ်ပြီးတော့အဓိကသူတို့ထုတ်လုပ်တဲ့ပစ္စည်းတွေကတော့ဒီ Mediterranean ပေါ့နော်။မြေထဲပင်တွေတိုင်းမှာအမြဲတမ်းနာမည်ကြီးတဲ့ wine နဲ့တန်ရင်းစီပေါ့နော်။ဒီ olive wine ပေါ့နော်။အဲ့ဒီဟာတွေကိုသူတို့ထုတ်တဲ့ အာနေရာမှာအစ်ကျမအာခကြီးရောက်ခဲ့တဲ့နာမည်ကြီးခဲ့တဲ့မြို့တစ်မြို့ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်ဟုတ်ကဲ့ပါဆိုတော့ပုံပြမြို့ရဲ့ကျွန်တော်လမ်းမတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီဒေတာခန့်ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေပေါ့နော်သူတို့ပုံစံအာတမတနိုင်တစ်ပိုင်းရောင်းဝယ်နေတဲ့ဒေတာခန့်နေနောက်ပြီးကုန်ကုန်တွေတွေသူနိုင်ငံခြားကနေလာတဲ့အခီးသွားတွေပေါ့နော်အဲကျွန်တော်တို့ English လို့ပြောရင် tourist တွေပေါ့နော်လာပြီးတော့လာလေကြတဲ့သူတွေ အဲနောက်ပြီးတော့အဲသူတို့ခေခါကဆိုရင်တော့ဂျွန်စနစ်တည်းလည်းရှိနေတာတော့ဂျွန်နေအဆရှိတဲ့ဟာလေအလုတ်တမားနေနဲ့စီကားပြီးတော့ဟိုဘယ်လိုပြောရမလဲအင်မတန်မှအသက်ဝင်လှုပ်ရှားနေတဲ့မျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်မျိုးထဲမှာဆိုရင်တခြားပါတွေရှိနေဆိုအလုတ်ယုံနေဒါပေမဲ့မုတ်ခုတ်ဆိုင်နေအဲအပန်းဖြေဆိုင်နေနော်ပြီးရေချိုးကန်နေနဲ့ဒီလှုပ်ရှားတက်ဝင်နေပြီးတော့လူတွေကလည်းတူးနဲ့တူးတနေနဲ့တနေပုံမှန်သူတို့ကူလူဆက်ဆံကြတဲ့ အနေထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။တနည်းပြန်ကြည့်မယ်ဆိုရင်ပုံပင်မျိုးကအာသူခေအခါအရာကိုအင်မတန်မှအထက်တန်းကျတဲ့အာမျိုးတစ်မျိုးအနေထားမှရှိတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်။ပျော်ပြေရေးရနာမည်ကြီးရဲ့အရာတွေဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ဒီကလီယာတိုက်ပွဲတိုက်ပွဲတွေပေါ့နော်။နောက်ပြီးတော့ဇက်ယုံတွေဘာသာရေးပွဲတွေတွေပေါ့နော်။အဆောက်ရှိတဲ့ဟာတွေကဒီအင်မတန်မှနာမည်ကြီးလူကြိုက်များတဲ့ဒီ entertainment ပေါ့နော်ပျော်ပြေရေးအနေအထားတစ်ခုဖြစ်ခဲ့ရဲဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ အဲတမိုင်းအထောက်အထားအရာအဒီခေကာလာအရာပေါ့နော်ဒီပုံပြမျိုးဟာဆိုရင်ယဉ်ကျေးမှုရအဆမတန်ဟိုအင်မတန်မှမြင့်မြန်မြင့်မားနေတဲ့အနေအထားမှရှိတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့အခုဒီယဉ်ကျေးမှုအကြောင်းကိုလည်းပြောပြပြီးပြီးရင်ဒီစီးပွားရေးအချက်ချာကြမှုတွေတနေ့တာသူတို့လှုပ်ဆောင်ကြတဲ့လူနေမှုစနစ်ကိုလည်းပြောပြပြီးဆိုတော့ပုံပြမျိုးလေးကဒီလိုမျိုးယဉ်ကျေးမှုတွေနဲ့ကြွေဝါးတဲ့မျိုးလေးဖြစ်ပေမဲ့ သူတို့ရဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာတော့အဲတမိုင်းအချို့ကိုတခုပြီးတခုဂျုံခဲ့ရမှာတော့သိချပဲသူတို့ဒီအုပ်ချုပ်မှုဘောင်းဆောင်ကိုဂျုံခဲ့ရတယ်ဒီအုပ်ချုပ်မှုတမိုင်းအကြောင်းအကြောင်းကိုလည်းကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်ကာလို့စ်อืมဆိုတော့ဒီကျွန်တော်တို့ပုံမပြို့ဘူးပေါ့နော်ဒီအုပ်ချုပ်မှုလို့ပြောတဲ့အခါမှာကျွန်တော်တို့ရင်ဆုံးကြည့်ရမှာကပုံပြင်ပုံပြင်မျိုးရဲ့ဒီလူအနေထားပေါ့ဆိုတော့ English လို့ဆိုရင်တော့ demographic လို့ခေါ်တယ်ဟုတ် မြန်မာလိုပြောမယ်ဆိုရင်တော့လူမှုအဆင့်အတန်းလူမှုအနေအထားကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဆိုတော့ဒီပုံပေမြို့မှာဆိုရင်ဒီကဒီ AD 900 sorry AD 96လောက်မှာပေါ့နော်ပုံပေမြို့ရဲ့လူဦးရေဟာဆိုရင်ဒီ1000ကနေပြီးတော့1000 2000အထိခန့်မှန်းရှိခဲ့ပြီးတော့အဲ့ဒီလူဦးရေရဲ့သုံးပုံတစ်ပုံကတော့ဒီဂျုံပြုခံထားတဲ့ သူတွေဖြစ်တယ်ဆိုတဲ့ဟာကိုပို့ပြီးတော့ဗျာမျိုးရည်အောက်ခြေသိမ်းအလုပ်တွေကိုလုပ်ကင်ခဲ့ကြတဲ့သူတွေဖြစ်တယ်ဆိုတော့တွေ့ရ။ဆိုတော့အဲ့ဒီခေတ်ကာလမှာတို့ဒီရောမတွေကဒီဂျွန်စနစ်ကိုပေါ့ပေါ့တီတီအသုံးပြုခဲ့ကြတယ်ပေါ့နော်။တို့တခြားဒေသတွေကိုတိုက်ခိုက်တယ်။ရရှိလာတဲ့အသုံးပန်းတွေကိုတို့ကဂျွန်ဖြစ်ပြန်တယ်အသုံးပြုရောင်းဝယ်ကြတယ်အရာမှရှိတဲ့အခါမှာအာဒီဂျွန်စနစ်ဆိုတာကရောမဒီဒီရန်တရားကြီးတစ်ခုလုံးပါပေါ့နော်။အစ်မတမ်းမှာ အရေးပါတဲ့မန်တိုင်တစ်ခုအနေနဲ့ရှိတယ်အဲ့လိုပဲပုံပြမြို့မှာလည်းဂျွန်နေလဲမြောက်များစွာရှိတယ်ဆိုတဲ့အရာကိုဟောတွေ့ရတယ်ဒါပြင်ဟောပြောရမယ်ဆိုရင်ပုံပြမြို့ကပေါ့နော်တမိုင်းရလည်းအစ်မတန်မအရေးပါတဲ့မြို့တစ်မြို့အနေနဲ့ဟိုရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပုံပြမြို့ကဒီယောမာရဲ့လူဖွဲ့စည်းကိုပေါ့နော်အာတာဘယ်လိုပြောရမလဲပပလင်းလင်းပြပြဆုံဆုံထင်ဟပြတာနိုင်နေမြို့ငယ်ပေါ့နော်အသေးဖွဲ့စည်းတင်းငယ်တခုဖြစ်ပြီးတော့အဲ့ဒီခင်မှာရှိတဲ့ဒီ အထုံးစံနေနောက်ပြီးတော့သူတို့ကိုလာပြီးတော့ရွှေ့ပြောင်းနေထိုင်နေတဲ့သူတွေပြီးတော့တိုက်ခိုက်သိမ်းသိမ်းမှုတွေနဲ့ဒီယဉ်ကျေးမှုတွေတိုးတက်ပွားများနေတဲ့နေရာတွေဖြစ်တယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်တော့ပိုဂရက်ရှင်းချင်းလင်းလင်းပြောရမယ်ဆိုရင်တော့ပုံပေမျိုးဟာအဲ့ဒီခေတ်မှာဖြစ်ပွားနေတဲ့အနိုင်ငံရေးလူမှုရေးအခြေအနေတွေအကုန်လုံးကိုပြည့်ပြည့်စုံစုံထိဟပြသနေတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပုံပေမျိုးကိုတည်ထားတဲ့နေရာကလည်းဒီချိန်မှာသူ့ကိုအော် သူသူတို့နဲ့ပေါ့နော်ဟိုဘယ်လိုပြောရမလဲပြည့်ပြည့်စုံစုံပေါ့နော်အာများများစီးပွားရေးရလူမှုရေးရပေါ့နော်အာများများဆဆအကျိုးတက်ရောက်နိုင်တဲ့နေရာဒေသတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရပေါ့နော်ဒါပေမဲ့လည်းပေါ့နော်အပုံပြေမြေပုံပြေမြို့ကပေါ့နော်ဒီချိန်မှာတော့သူကိုဘယ်လိုပြောရမလဲကြီးမားတဲ့အာပျက်စီးဆုံးရှုံးခြင်းကိုရောက်စေမဲ့နေရာ အကဘီဆိုကြီးတခုနားမှာရှိနေတယ်ဆိုတဲ့ဟာကိုတော့မြို့သူမြို့သားတွေကတတိမထားမိခဲ့ဘူးဆိုရရတော့ရှိတာပါနော်။ Okay ပါခင်ဗျာ။ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးအဘက်ဘက်ကနေအော်တိုးတက်ဖွင့်မျိုးနေတဲ့စီပင်ကပြောတဲ့မြို့လေးကမထင်ထားတဲ့ကဘာဝမိခင်တရားကြီးရဲ့ဖြက်စီးမှုအောက်မှာတို့ပြောက်ွယ်သွားဖို့ပြောက်ွယ်သွားဆိုတာတော်လေးဝမ်းနေမှုတော့ကောင်းတယ်။ဟုတ်ပြီ။ဆိုတော့အခုခင်ဗျာကျွန်တော်တို့ပြောခဲ့တဲ့အကြောင်းအရာတွေမှာဆိုရင်ဒီပုံပင်မျိုးရဲ့ အာနောက်ခံတမိုင်းတော့လည်းအများကြီးကျွန်တော်တို့ပြောပြီးပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့လည်းဒီပုံပင်မြို့ရဲ့ဒီကန်ချမာဆိုရီကြောက်တဲ့အပိုင်းကိုပြောခင်ပါပုံပင်မြို့နဲ့ဒီယောမအင်ပါယာရဲ့ကုလူဆက်တွဲမှုတွေပြီးတော့လူတန်းစားအခြေအနေနဲ့သူရဲ့အာဒီအချင်းချင်းအပြန်အလှန်အဆက်ဆံပုံမျိုးတွေကိုလည်းဆက်ပြီးသင်ဆက်ပြီးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာဒီပိုင်းကိုတင်ဆက်သွားပေးမှာဖြစ်လို့ဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးဖို့တိတ်ခေါ်ပါရစေ။ The window the portal to time